ဒီပိုင်းအဆမှာတော့အပြစ်မှန်တွေကိုတီးပြီးတဲ့နောက်မှာချောင်းချောင်းအစိုက်ကြီးနဲ့မြိုက်ရီတွေဝဲလာခဲ့တဲ့ကိုချောကအပြေးလာခဲ့လို့မျက်လုံးနဲ့ပိုးကောင်ဝင်ပြီးထင်းနေဆိုပြီးတော့စီးကြလာတဲ့မြိုက်ရီတွေကိုတုတ်လိုက်ပါတယ်။အဲနောက်နှစ်ယောက်သားစကားနှင်းငယ်ပြောလိုက်ပြီးတဲ့နောက်မှာတော့ကိုချောလည်းပြန်လာခဲ့လိုက်ပါတော့တယ်။တပတ်မှဆွေအောင်ကဟီအောင်ပြောခဲ့တဲ့အင်စရာကိုပြန်ရှာလို့တွေးပြီးဆွဲစကားကြောင့်25နှစ်ကြာမှအခုလိုရုတ်တရက်ပြန်ပေါ်လာတယ်ဆိုတာဖြစ်ရောဖြစ်နိုင်လားဆိုပြီးတော့တွေးနေအကြက်ရိုက်နေခဲ့ပါတယ်။အဲနောက်ဆွေအောင်ကဟီအောင်နဲ့တွဲထားတဲ့ပုံတပုံဆိုရှယ်ပေါ်တင်လိုက်ပြီး သူ့ရဲ့ product အတွက် promotion စီးရင်လည်းအလုပ်ပဲဆက်လုပ်နေလိုက်ပါတယ်။ဟီအောင်တယောက်လည်းကိန်းရုပ်ရှင်ပွဲမှာရခဲ့တဲ့စုကိုကိုင်းနေ။မီဒီယာတွေရှိမှဘလို့တွေ drama ခင်းပြမလဲဆိုတော့အိမ်သားထဲမှာတယောက်တည်းလေ့ကျင့်နေခဲ့ပါတယ်။ခဏကြာမီဒီယာတွေလည်းရောက်လာခဲ့တဲ့အတွက်ဟီအောင်လည်းအဝိမြန်လဲပြီးတော့မီဒီယာတွေရှိထွက်ကအိမ်သားထဲမှာလေ့ကျင့်ထားတဲ့အတိုင်းကျမဒီစီကိုရလိမ့်မယ်လို့ထင်တော်မထင်တော်ဆိုပြီးတော့ဒရမာတွေစပြီးတော့ခင်းမာတော့တယ်။အဲ့ဒီအင်တာဗျူးကိုအဆောင်မှာရှိတဲ့ချောင်းကြားလည်းကြည့်နေကြတာဖြစ်ပြီးချောင်းကြားတယောက်ဟီအောင်ရဲ့လိန်ညာစကားတွေကိုနားထောင်ရင်းစိတ်ထဲမယိုးမယွားနေဖြစ်နေကြရပါလိမ့်။ ခဏကြာတဲ့ခါမှာတော့ချောင်းကြားလဲသူမကြားလိုက်တဲ့စကားတွေကြောင့်တော်တော်ကြောင်သွားခဲ့ပါလေအကြောင်းတော့ဟီအောင်တယောက်ဆူရလို့ဂျေဇူးတင်ကြောင်ပြောတဲ့အခါသုံးလိုက်တဲ့စကလုံးသုံးလုံးတွေကသူမဆူရတော့ကပရိသတ်တွေကိုပြောခဲ့တာနဲ့တထက်သေးစင်တူနေခဲ့လို့ပဲဖြစ်ပါလေပရိသတ်တွေနဲ့လက်ရှိမီဒီယာသမားတွေကတော့နှစ်ပေါင်းများစွာကြာပြီဖြစ်လို့ဒီစကားတွေကိုကောင်းကောင်းမှတ်မိခြင်းမှမှတ်မိမှာဆိုပေမဲ့ချောင်းကြားအတွက်ကတော့တနေ့ကမှအတိတ်ကာလနဲ့နိုးထလာခဲ့တာဖြစ်တဲ့အတွက်အားလုံးကိုမှတ်မိနေခဲ့တာပါချောင်းသားလဲဟီအောင်ပြောတဲ့စကားတွေကိုနားထောင်နေနေပဲဒီမခံနိုင်ဖြစ်လာတာကြောင့် မျက်စိရှိက TV ကိုနားမှာရှိတဲ့ခေါင်းနဲ့ကောက်ထူပလိုက်ပါလေ။ကံကောင်းကျွန်တော် TV ကဘာမှဖြစ်မသွားတဲ့ပြင်ဆောင်းမှလည်းဘယ်သူမှရှိမနေတာကြောင့်ခြောက်ကြလည်းပြုတ်ကျသွားတဲ့ TV ကိုဒီတိုင်းပဲထားခဲ့လိုက်ပြီးအခန်းကိုပဲပြန်လစ်လာခဲ့လိုက်ပါတော့လေ။ဟီယောင်းတယောက်မီဒီယာတွေနဲ့အင်တာဗျူးပြီးသွားတဲ့ခါမှာတော့ဒူဝန်ကဂုံပြူပန်းစီပေးနဲ့သူ့ကားနဲ့လာချိုးပေးခဲ့ပါလေ။ကားရောက်တဲ့ခါမှာတော့ဒူဝန်ကဟီယောင်းစိတ်ကျဉ်တဲ့ဆီလောင်းပြင်ဆင်ထားတဲ့စာချုပ်စောင်ကိုပေးလိုက်ပြီးဒီစာချုပ်ကသူနဲ့ဟီယောင်းတို့အတူဖြတ်တန်းလာတဲ့နှစ်တွေအတွင်းမှာအတူတီဆောက်ခဲ့ကြတဲ့ခိုင်မာတဲ့ယုံကြည်မှုနဲ့ တန်ယောစင်အပြည့်နဲ့တစ္ဆာရှိမှုတွေအတွက်ပါလို့အပူတွေလောက်ပြီးတော့ပလီပလာတွေပါထည့်ပြောလိုက်ပါတယ်။ဟီအောင်ကတော့အဲ့ဒါတွေကြောင့်ဆိုရင်ဒီစာချုပ်လောက်နဲ့တော့မလုံလောက်သေးဘူးဆိုပြီးတော့တွေဝိုက်ပြောလိုက်တာကြောင့်ဒူဝင်လည်းအများကြီးစဉ်းစားမနေပဲဟီအောင်အတွက် stock option 3%ကိုပါထပ်ပြီးတော့ပေးအောင်မယ်လို့ပြောလိုက်ပြီးဒါလည်းသူတို့နှစ်ယောက်ကြားမှာရှိတဲ့မိသားစုဆက်ဆံရေးဖြစ်တာကြောင့်လူတို့ကိုမချပြခင်သူ့အနေနဲ့ဟီအောင်ကိုပေးတဲ့အမိုက်စားလက်ဆောင်ပဲဆိုပြီးတော့ထပ်ညှိလိုက်ပါတယ်။ဒီတော့မှဟီအောင်လည်းလုံးဝသဘောကျသွားပြီးတော့ဒူဝင်ပေးတဲ့စာချုပ်ကိုတေးချပြန်ဖတ်ကြည့်လိုက်ပါတော့တယ်။ ။ဒူကငါတော့လက်ရှိမှာပူနွေးနေကိန်းကရုပ်ရှင်စုရထားတဲ့အတွက်ကြောင့်ဟီအောင်ကြိုက်ကိုလိုက်လျောပေးနေပေမဲ့ဒါရီအားလုံးအတွက်တော့စိတ်ထဲမှာတိတ်ကျဉ်တဲ့ပုံတော့မရပါဘူး။ဟီအောင်တယောက် project အကြီးကြီးအတွက်စာချုပ်ချုပ်ဆိုမဲ့စာချုပ်တွေကိုဖတ်ကြည့်နေချိန်မှာတော့တစ်ဖက်ကချောင်းကြားကသူ့ရဲ့အခန်းကြီးလေးထဲမှာတယောက်တည်းခြေပြက်လက်ပြက်နဲ့အိပ်ပျော်နေခဲ့တာပါ။အေးပြောနဲ့ချောင်းသားစီကိုဖုန်းလုံးဝင်လာကြောင်းချောင်းသားလည်းအိတ်ချေမှုတို့နဲ့ဖုန်းခံလိုက်ပေမဲ့တဖက်ကပြောနေသူကရဲစခန်းဖြစ်နေပြီးတော့အเจ้าရင်းကလည်းချောင်းသားကိုဟိုနေ့ကဘတ်စကားပေါ်မှာအเจ้าသူလေးကို ဂိမ်ချီနဲ့လောင်းချတဲ့ကိစ္စနဲ့ပတ်သက်ပြီးတရားစွဲဆိုထားကြောင်းအတိပေးနေတာကြောင့်ချောင်းသားလေးလမ်းဖြန့်ပြီးတော့အဲ့အချိန်မှာပြည်သွားခဲ့ရပါတယ်။ချောင်းသားလေးအဲ့အာနဲ့ကုံယုံထားလိုက်ကရဲစခန်းကိုချက်ချင်းပဲထားသွားလိုက်ရပြီးအလားလန်းကနေရဲစခန်းရှိကိုရောက်တဲ့အထိကိုချောရဲ့ဖုန်းကိုဇက်တိုက်ခေါ်နေပေမဲ့ကိုချောကဖုန်းမကင်ခဲ့တာကြောင့်ဒီကိစ္စကိုသူမတယောက်တည်းပဲဖြေရှင်းဖို့ဖြစ်လာခဲ့ပါတော့တယ်။စခန်းထဲကိုရောက်တဲ့အခါမှာတော့ချောင်းသားလေးဘတ်စကားဘောကိစ္စနဲ့ပတ်သက်ပြီးတော့နင်နာသူဘက်ကနေသူမကိုအသက်မပြည့်သေးတဲ့ကလေးကိုအကြမ်းဖက်မှုနဲ့တရားစွဲထားတယ်ဆိုတာကိုသိလိုက်ရပါတယ်။ ဆောင်သားလည်းဒီကိစ္စမှာသူမဂိမ်းချီနဲ့လောင်းမိသွားအောင်လေးကိုဘာတောင်အကြမ်းဖက်မှုတွေနဲ့တရားစွဲရတယ်ဆိုပြီးတော့ယာရှိကိုမေးတဲ့အခါယာရှိကလည်းဂိမ်းချီမပြောနဲ့ရေနဲ့ပတ်မိရင်အောင်အချင်းလေးပေါ်မူတည်ပြီးတော့အကြမ်းဖက်မှုမြောက်ချောင်းပြန်ပြောလိုက်ပြီးချောင်းကြကိုပြန်ခြောက်လိုက်ပါလေအဲနောက်ချောင်းကြအကြမ်းဖက်မှုတွေမဟုတ်ပဲသူမကဘာလို့ပိုင်ဆိုင်မှုပစ္စည်းကိုဖျက်ဆီးမှုနဲ့ပါတရားစွဲရလဲလို့ထပ်ပြီးတော့မေးတဲ့အခါမှာလည်းကျောင်းသူရဲ့အိတ်က limited edition ဖြစ်တာကြောင့်အိတ်ပေါ်ဂိမ်းချီတွေမှောက်ကြပြီးတော့ပျက်စီးသွားတယ်ပြင် လက်ရှိမှာလည်းចောင်းသူဟာအဲ့ကိစ္စဖြစ်ပြီးကလေးကစိတ်ပန်းဆိုင်အားနေပြီးတော့ចောင်းတော်မသွားနိုင်တော့တဲ့အတွက်အမေဖြစ်သူကကြီးကျယ်တွေတောင်းချမ်းနေဖြစ်ကြောင်းကိုယာရှိကပြောပြလိုက်ပါတယ်။ចောင်းကြလည်းသူမမတော်စားလုံးမိလိုက်တဲ့လောက်ရလေးကအဲ့လောက်တော့မှပြဿနာကြီးဖြစ်သွားလားဆိုပြီးတော့ပြန်မေးတဲ့အခါအယာရှိကတော့ចောင်းကြဘက်ကနေပဲယူရချက်ရှိရှိနဲ့တမင်တသက်ចောင်းသူကိုဒုက္ခပေးတယ်လို့မျိုးနဲ့ចောင်းကြရဲ့အပြစ်တွေပဲတန်းစီပြီးတော့ပြောနေတာကြောင့်ចောင်းကြလည်းဒေါသရန်ထွက်သွားပြီးတော့သူ့ကိုမကောင်းတဲ့မိမထင်းနေရလားဆိုပြီးတော့အယာရှိကိုထအော်ပါတော့တယ် ိုင်းနောက်မှာတော့ချောင်းသားလည်းသတိပြန်ဝင်သွားပြီးသူမရဲ့လက်ရှိအခြေအနေနဲ့အခုလိုမျိုးပွဲကျန်းလိုက်မယ်ဆိုရင်ပြဿနာပိုကြီးလာဖို့ရှိတာကြောင့်စိတ်ကိုပြန်ထိန်းထားလိုက်ကအရာရှိအရှိမှသူမရဲ့တရုပ်ဆောင်စွမ်းရင်ကိုထုတ်ပြပြီးအနူနီးနဲ့ဒရမာကင်းကတောင်းပန်ဖို့ပဲဆုံးဖြတ်လိုက်ပါတော့တယ်။အန်နောက်ချောင်းသားသူမရဲ့မျက်နှာထားနဲ့အတန်ဒီအတန်ထားကိုချက်ချင်းပြောင်းပြစ်လိုက်ပြီးတဲ့နောက်သူမတနေ့လုံးမှတနေ့စားတဲ့ကိုပိုင်မရှိတဲ့လူစင်းရဲလေးတယောက်ဖြစ်ပြီးတော့အဲ့ဒီကကားပေါ်မှာမှောက်ကြတဲ့ဂိမ်းချီတုတ်ကလည်းသူမအလုံးလုံးတဲ့ ကျောင်းကန်တင်းကနေကျောင်းသားလေးတွေမကုန်းလို့ပုံနေတဲ့ဟာလေးတွေထုတ်ယူလာခဲ့တာဖြစ်ပြီးတော့အဲ့ဒီမုံလောက်ဂိမ်းကြီးတထုပ်ပမာဏနဲ့ဆိုရင်သူမတို့ရက်တော်တော်များများစားဖို့လုံလောက်တာကြောင့်ခုလိုမျိုးသူမရဲ့အဖိုးတန်ဂိမ်းကြီးကိုရင်းပြီးတော့သူများသားသမီးကိုနိုင်ကျင့်စရာဘာအကြောင်းမှမရှိဘူးဆိုတာတွေနဲ့တခြားအကြောင်းအရာတွေပါရောနှော်ထဲ့ပြောပြီးတော့ရာရှိတနာအောင်ဒရမာလေးတွေခင်းပေးလိုက်ရပါတယ်အဲနောက်ဒီကိစ္စကြောင့်ကျောင်းသူလေးလည်းလန်ကောင်းလန်သွားမယ်ဆိုပေမဲ့သူမတို့ရက်တော်ကြာတောင်းခံပေးမယ်အစားအစာကိုဆုံးရှုံးလိုက်ရတယ် သူမရဲ့နာကျင်မှုနဲ့နှိုင်းရှင်လို့ရနိုင်ပါမလားဆိုပြီးတော့ထပ်ပြီးတော့ငိုပြလိုက်တဲ့အခါမှာတော့စစ်စင်းနဲ့အရာရှိပင်ဘေးအဆုံတော့တွေရပါတနာသွားကြတာမလို့ရွယ်ချက်ရှိနဲ့တိုက်ခတ်တာမျိုးမဟုတ်ရင်တော့တရားစွဲမခံရတော့ပါဘူးလို့နှစ်သိမ့်ပေးကဒီကိစ္စအတွက်လည်းနင်နာသူမိသားစုနဲ့တေချာစကားသွားပြောကြည့်ပါဆိုပြီးတော့လေချောင်းကြကိုလျှော်ပေးလိုက်ကြပါလေအဲတော့မှချောင်းသားလည်းစကန်းထဲကနေအသက်ရှူချောင်းချောင်းနဲ့ပြန်ထွက်လာနိုင်ခဲ့ပါလေအပေါဝါရောက်တဲ့အခါမှာတော့ဂိုချောနဲ့ဆုံခဲ့တာကြောင့် ဟန်ဆောင်ငိုနေအောင်ရက်လိုက်ပြီးတော့သူမဒီလောက်ဖုန်းခေါ်နေရဘယ်ရောက်နေလို့ဖုန်းမကင်တာလဲဆိုပြီးတော့မေးလိုက်ပါတယ်ကိုချောလဲမင်းညဂျူတီကြောင့်အေးပြတ်ထားလို့ဖြစ်ကြောင်းနဲ့အခုလဲနုံနုံချင်းထွက်လာခဲ့တာမဟုတ်လို့ဘာအေးကြီးလို့ခေါ်တာလဲဆိုပြီးတော့မေးလိုက်ပါတယ်ချောင်းသာလဲအမှုဖိုင်နယ်ကိုကိုချောလက်ထဲထိုးပေးလိုက်တဲ့အခါကိုချောကဖိုင်နယ်ကိုဖတ်ကြည့်ပြီးတဲ့နောက်ဒီလိုကိစ္စတွေကရွယ်ချက်ရှိနဲ့လောက်တာမဟုတ်ရင်ပြဿနာမရှိတာမဟုတ်လို့အခုဖြည့်ရှင်းလို့ပြီးသွားရင်ရပြီဆိုပြီးတော့ပြောလိုက်ပါတယ်ချောင်းသာတော့ပထမအဆင့်ကတော့သူမရဲ့တရုပ်ဆောင်ဆွဲရင်လည်းကြော်ဖြတ်ခဲ့ပြီးဖြစ်တာကြောင့်ဒုတိယအဆင့်ကိုကိုချောပဲဖြည့်ရှင်းပေးပါလို့ပြောလိုက်ပြီး နေနာသူရဲ့အမေနဲ့တွေ့ပြီးတော့စကားပြောပေးဖို့ကိုချောကိုခေါ်လာခဲ့လိုက်ရပါတယ်။နေရာရောက်တဲ့အခါမှာတော့ចောင်းသူရဲ့အမေကသူမရဲ့သမီးကအဲ့ဒီကိစ္စဖြစ်ပြီးတဲ့နောက်ပိုင်းစိတ်ချမ်းမာရေးကုသမှုခံယူနေရတယ်ဆိုပြီးတော့ overly တင်းနေတာကြောင့်ဒုံဆန်တိုင်းချောင်းကြားရဲ့တယုတ်ဆောင်ဆွဲရင်လည်းကိုချောရဲ့ပြောတတ်ဆိုတတ်မှုတွေကိုပူပေါင်းပြီးတရားစွဲဆိုမှုရုပ်သိမ်းမှုတို့ကចောင်းသူရဲ့အမေကိုမရမကတင်းသွင်းနေကြပါတယ်။ကိုချောလည်းချောင်းသားဘက်ကနေပြီးတော့ချိန်တော်ចောင်းပြောပေးနေပြီးမဲ့ဘွားတော်ကတော့လုံးဝမလျှော့ပဲတင်းခံနေသေးတာပါ။နောက်ဆုံးမှာတော့ကိုချောလည်းဘတ်စကားပေါ်က CCTV ကိုဖွင့်ပြပြီးတော့ ဒီကိစ္စမှာချောင်ကြားတမိန်လောက်ခဲ့တာမဟုတ်ပဲကားအရှိန်နဲ့ဘရိတ်အုပ်လို့ဒါခုလိုဖြစ်သွားအကြောင်းနဲ့ချောင်ကြားကိုတနာအောင်လဲမနေပြောပြီးတော့အမှုပိတ်ဖို့အတွက်မရမကမေတ္တာရက်ခံပေးလိုက်တာကြောင့်အဲဒီခါမှာအကြောင်းတွေအမေလဲလက်လျှော့လိုက်ပြီးအမှုရုပ်သိမ်းချောင်းစာချုပ်မှာမထိုးခြင်းထိုးခြင်းနဲ့လက်မှတ်ထိုးပေးပြီးတော့ပြန်သွားခဲ့ပါလေကိစ္စတွေအားလုံးပြီးသွားချိန်မှာတော့ချောင်ကြားကိုချောကိုဂျေဇုတင်တဲ့အနေနဲ့မုံကျွေးမယ်လို့ပြောလိုက်တာကြောင့်ကိုချောလဲအားနာလို့ညင်းမိမယ်လဲချောင်ကြားတော့သူမဝယ်ကျွေးတာကိုလက်ခံပေးဖို့အတင်းတောင်းဆိုနေတဲ့အတွက်သူစားနေတာဆုပ်ပြုတ်ဆိုင်လေးစီကိုချောင်ကြားကိုခေါ်သွားလိုက်ပါလေ ဆောင်းတဲ့ခါမှတော့ကိုချွာချောင်းကြောက်ဒီလိုစုပ်ပြုတ်စားဘူးလားလို့မေးတဲ့ခါတိတ်မကြသေးငါတော့စားဘူးတယ်ဆိုပေမဲ့အဲ့ဒီတိတ်မကြသေးငါလွန်ခဲ့တဲ့25နှစ်ကပါဆိုပြီးတော့ချောင်းကြားပြန်ပြောလိုက်တာကြောင့်ကိုချောလည်းဘယ်တော့ကလဲဆိုပြီးတော့ပြန်မေးလိုက်ပါလေချောင်းသားလည်းဘူဆန်အောင်လာတော့ကစားဘူးခဲ့တာဖြစ်ပြီးအဲတုန်းကစားခဲ့ဘူးတဲ့ဝက်စုပ်ပြုတ်ကအရန်ကောင်းခဲ့တာဆိုပြီးတော့ပြောပြတယ်ခါမှတော့ကိုချောလည်းသူငေးကြည့်ဘူးတဲ့စုပ်ပြုတ်ကိုစားနေနဲ့အားဘာပြုံးနေတဲ့ဆယ်ရာမျက်နှာလေးကိုပြန်မြင်အောင်သွားခဲ့ပါလေအဲနောက်ချောင်းသားစုပ်ပြုတ်ထဲကိုအချင်းအထက်စားဖို့လုပ်တဲ့အခါ ကိုချောကအမြန်တားလိုက်ပြီးတော့စွတ်ပြုတ်စားရင်ချင်းမထဲပဲပဇွန်စားစိန်ကိုထဲမှသာစွတ်ပြုတ်ရဲ့အရသာကိုကောင်းမှလို့ပြောလိုက်ကခြောင်ကြားရဲ့ပကံထဲကိုပဇွန်စားစိန်ထည့်ပေးလိုက်တာကြောင့်ခြောင်ကြားလည်းတခုခုသတိရသွားသလိုခံစားလိုက်ရပေမဲ့ဘာမှန်းအတိအကျမမှတ်မိနေတာကြောင့်ဒီတိုင်းပဲငြိမ်နေလိုက်ပါတယ်။အဲနောက်နှစ်ယောက်သားခုနကိစ္စနဲ့ပတ်သက်ပြီးတော့စကားဆက်ပြောကြရင်စကားဆက်မိတဲ့အတွက်ကိုချောကခြောင်ကြားပေးမှမိသားစုလိုရှိပေးတဲ့လူတွေက25နှစ်လုံးမဆက်သွယ်လာကြဘူးလားဆိုပြီးမေးလိုက်တဲ့အခါခြောင်ကြားလည်းသူမရဲ့မှတ်ဉာဏ်တွေကိုပြန်ရဖို့နဲ့အရင်ကနေရာကိုရောက်အောင်ပြန်သွားဖို့အတွက် ကိုချွားပဲကူညီပေးရတော့မှာဖြစ်တာကြောင့်ဘာမမေးတော့ပဲသူမဘေးကနေလိုအပ်တာတွေကိုကူညီပေးဖို့ပြောလိုက်ပြီးနှစ်ယောက်သားဆုပ်ပြုတ်ဆက်ပြီးတော့စားနေလိုက်ကြပါလေအဲနောက်အိမ်ပြောင်းတဲ့ခါမှာတော့ကိုချွားအခန်းအပစ္စည်းတွေကိုရှင်းနေနဲ့အရင်ကတင်ထားခဲ့ဘူးတဲ့အမှုတွဲတဲကနေစားတစောင်းကိုတွေးလိုက်ပါလေအိုက်စာကတော့အနိုင်ကျင့်ခံတဲ့မိန်းကလေးတယောက်ရဲ့တေတန်းစာဖြစ်ပြီးအဲ့ဒီမိန်းကလေးပေါ်ကျူးလွန်ခဲ့တဲ့တရားခံကိုချွားတေးကြပေါ့ရှာပေးမယ်လို့မိန်းကလေးစီဂရီပေးခဲ့မယ်ရှာလို့မတွေ့ခင်မှာပဲမိန်းကလေးကကိုကိုကိုအဆုံးစီရင်သွားခဲ့တာပါကိုချောလဲစာကိုပြန်ကြည့်နေနဲ့ ေဆုံးသူမိန်းကလေးတို့ရန်ကိုစိတ်မကောင်းဖြစ်နေပြီးတော့တစ်ဖက်ကချောင်ချောက်လည်းတရားခံအောင်ရှာတွေ့အောင်ကူညီပေးမယ်လို့ဂရီပေးခဲ့တာတွေကိုတွေးမိသွားခဲ့ပါတယ်။နောက်နေ့မနက်မှာတော့ချောင်သာတောင်နေရာတစ်ခုမှာရောက်နေပြီးတော့အဲဝင်မို့ကြီးတုံချတုံနဲ့မဝင်မရဲဖြစ်နေရပါတယ်။ချောင်သာရောက်နေညာကမင်းထဲဆုရဲ့ beauty salon ပဲဖြစ်ပြီးတော့ချောင်သာလည်းအများကြီးစဉ်းစားမနေတော့ပဲအထဲကိုဝင်သွားလိုက်ပြီးတော့ထဲဆုနဲ့တွေ့ခြင်းချောင်းကိုပြောလိုက်ပါတယ်။အဲ့ချိန်မန်နေဂျာလို့ထင်ရတဲ့မိန်းကလေးတယောက်ထွက်လာပြီးတော့သူမတို့ရဲ့တထေးကရက်ချင်းယူမထားရင်တွေးလို့မရကြောင်းနဲ့လူတိုင်းနဲ့လည်းလွယ်လွယ်တွေးမှာမဟုတ်ကြောင်းချောင်းချောက်ကိုပြန်ပြောခဲ့ပါတယ် ခြောင်သားလေးသူမလူတိုင်းနဲ့မတူတာကြောင့်သူမကိုမြင်သားနဲ့ထဲဆုကတန်းမှတ်မိမှာဖြစ်ပြီးထဲဆုသာခေါ်ပေးဖို့အတင်းပဲပြောလိုက်ပြန်ပါလေမန်နေဂျာမိန်ကလေးကဘလို့ပဲပြောပြောခြောင်သားလက်မခံတဲ့အတွက်ဆိုင်ထဲမှာလမ်းဘေးခွေးတွေဝင်မခံနဲ့ဆိုပြီးတော့ဘေးကဝန်ထမ်းတယောက်ကပြောလိုက်တာကြောင့်ခြောင်သားလေးသူမကိုခွေးနဲ့နှိုင်းရပါမလားဆိုပြီးတော့ဆိုင်ထဲမှာတောင်းညံ့ပါတော့တယ်အဲနောက်ဝန်ထမ်းနေနဲ့ခြောင်သားနဲ့ဆွဲလိုင်းလာတွေဖြစ်နေကြတဲ့ချိန်ထဲဆုရောက်လာခဲ့ပြီးတော့ဘသူလဲပါလဲဘာဖြစ်တာလဲဆိုပြီးမေးလိုက်တဲ့အခါမှာတော့ခြောင်သားလေးသူမအင်စရာပဲဖြစ်ပြီးတော့သူမကိုမှတ်မိလားလို့ပြန်မေးလိုက်ပေမဲ့ ဒဲဆူကသူမဆိုင်နဲ့လာပြီးတော့ဦးကြောင်ကြောင်လေးလုံနေတယ်ထင်းနဲ့ဘာမှဆက်မပြောပဲရဲတိုင်လိုက်လို့ပြောပြီးတော့လှဲ့ထွက်သွားခဲ့တာပါအဲ့ချိန်ချောင်းသားလည်းနောက်ဆုံးလက်နက်ထုတ်သုံးမှဖြစ်တော့မှောက်တီးသွားတဲ့အတွက်ဒဲဆူသူမနဲ့နေတုန်းကမင်းသားနမ်ဂျူစီကနေပလေးခံတဲ့အချိန်သူမဒဲဆူရှိရနေဘလို့တွေရက်တီပေးခဲ့ဘူးတဲ့စွာရီနဲ့ဒဲဆူတို့ကဘလို့လက်စားခြေပေးခဲ့တဲ့စွာရီကိုထုတ်ပြောပြလိုက်ပါတော့တယ်အဲ့တော့မှဒဲဆူလည်းချောင်းသားစီကိုပြန်လှည့်လာပြီးမယုံကြည်နိုင်လောက်အောင်အံ့ဩသွားခဲ့ကချောင်းသားကိုပြေးဖက်လိုက်ပါတော့တယ်အဲ့နောက်တယောက်ကိုတယောက်ဖိုင်နဲ့အာဘငိုလိုက်ကြပြီးတဲ့နောက် ချောင်းသားသူမကြုံခဲ့ရတဲ့အဖြစ်မှန်တွေအားလုံးကိုထဲဆူကိုပြောပြခဲ့ပါတယ်။ထဲဆူကတော့စူပေးဘွားကပြန်ကားအစီရန်ဖြစ်ပြီးပြန်နိုးလာတဲ့အခါ25နှစ်ကျော်ကြာမှရောက်နေပြီးတော့ဂျားရဲဖြစ်ပျက်တွေအားလုံးကိုသတိမရတော့ဘူးဆိုတော့ချောင်းသားရဲ့စကားကိုမယုံကြည်နိုင်ပဲဖြစ်နေခဲ့တာပါ။ထဲဆူကလည်းချောင်းသားတယောက်ကားအစီရန်ဖြစ်ပြီးတော့တီးတန့်ခန်းမှာနေခဲ့ရတဲ့ချိန်လုံးကသူမအနေနဲ့ချောင်းသားကိုရမ်းမဲစိတ်ပူနေခဲ့ရတာတွေကိုပြန်ပြောပြရင်လည်းနှစ်ယောက်သားဖတ်ပြီးတော့ငိုကြပြန်ပါလိမ့်။ဒီဖြစ်ပျက်ကိုအပြင်ကချောင်းကြီးနဲ့မန်နေဂျာရဲ့အနာကိုထဲဆူရဲ့ခင်မုန်းကရောက်လာပြီး အထဲမှာဘာတွေဖြစ်နေရလဲဆိုပြီးတော့စဆူလိုက်တဲ့အခါမန်နေဂျာကတော့သူမတို့တထေးစီကိုအင်ဆရာဆိုတဲ့မျိုးသမီးတယောက်ရောက်လာကြောင်းပြောပြလိုက်တဲ့အခါမှာထဲဆူရဲ့ခင်မုန်းဖြစ်သူလဲအရန်ကိုအံ့ဩသွားပြီးတော့ထဲကိုအမြန်ဝင်သွားလိုက်ပါတော့တယ်ထဲဆူရဲ့ခင်မုန်းထဲကိုရောက်တဲ့အခါမှာတော့ချောင်းကြားလဲဘသူကြီးလဲလို့မေးလိုက်တဲ့အခါထဲဆူကအမသူ့ကိုမမှတ်မိဘူးလားဆိုပြီးတော့ပဲချောင်းကြားကိုပြန်မေးလိုက်ပါတယ်ချောင်းကြားလဲသူမသိတဲ့လူမဟုတ်တာကြောင့်ဘသူလဲဆိုပြီးတော့စိတ်ဝင်စားသွားခဲ့ပါတယ်အဲနောက်ထဲဆူကရောက်လာလူကတစ်ချိန်ကချောင်းကြားကိုတိုင်းမျက်နှာကိုအေးနဲ့ပတ်ခဲ့တဲ့မင်းသားကျော်နမ်ဂျူရဲ့ဖြစ်ကြောင်းနဲ့ လက်ရှိမှာလည်းသူမရဲ့ခင်မွန်းဖြစ်နေပြီဆိုတဲ့အကြောင်းကိုပြောပြလိုက်တဲ့အခါခြောင်ကြားလည်းမယုံနိုင်တော့အံ့ဩသွားခဲ့ရပါလိမ့်။တစ်ချိန်လုံးကတွဲပန်းညီညီတယုတ်ဆောင်ချက်တွေနဲ့ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့မင်းသားနဲ့မင်းသမီးကလက်ရှိချိန်မှာတော့ပုံပြပန်းပြတွေဖြစ်နေကြတာကြောင့်တယောက်ကိုတယောက်မယုံကြည်နိုင်တော့အောင်ဖြစ်နေခဲ့ကြပါလိမ့်။ချိန်တွေကြာသွားခဲ့ပြီဆိုရင်လည်းထဲစုကိစ္စကြောင့်ပြဿနာတက်ခဲ့ရတဲ့သူတို့နှစ်ယောက်ရဲ့ရန်ညိုးတွေကလည်းခုထိပြေပုံတော့မရကြသေးပါဘူး။အနောက်မှာတော့ချောင်ကြားနဲ့ထဲဆုလို့လေဆိုင်းဆိုင်မှာသွားပြီးတော့ထိုင်လိုက်ကြရင်ねချောင်ကြားတော့သူမအနေနဲ့အမှုပညာလောကရယ်ပြန်ဝင်ပြီး အရင်ကအင်ဆရာရဲ့နေရာကိုပြန်သွားခြင်းကြောင့်ထဲဆုကိုပြောပြလိုက်ပါတယ်။ထဲဆုကနှစ်တွေကြာပြီးပျောက်သွားပြီးတော့မှဘာလို့နောက်တစ်ခေါက်ပြန်လာခြင်းလဲဆိုပြီးမေးတဲ့အခါကြောင်သားလေးသူမရဲ့လက်ရှိအခြေအနေမှာခက်ခဲတွေအများကြီးရှိနေတာကြောင့်သူမငွေလိုနေတဲ့အတွက်ကြောင့်ဆိုပြီးတော့ပြန်ဖြေလိုက်ပါတယ်။ထဲဆုလည်းငွေလိုနေသူမချီးပေးမှဖြစ်လို့စိတ်ပူစရာမလိုကြောင်းနဲ့အခုခေတ်အမှုပညာလောကအရင်ကနဲ့မတူတော့ပဲသူမယောက်ျားနမ်ဂျူတော်ရင်ကနာမည်အရန်ကြီးခဲ့တယ်ဆိုပေမဲ့လက်ရှိမှာနှစ်တော်ကြာမှတကားလောက်ရရဖို့တောင်အနိုင်နိုင်ဖြစ်နေတဲ့အတွက် ဒီလောကထဲမှာအကြာကြီးပျောက်သွားပြီးမှနောက်တစ်ခါဝင်လာမယ့်ခြောင်ကြအတွက်လွယ်ကူမမုံချောင်းကိုရှင်းပြပေးလိုက်ပါတယ်။အိုင်နာမာတို့နှစ်ယောက်သားဘီယာတောင်းရင်းနဲ့စကားခဏပြောပြီးတဲ့နောက်ကိုစီပြန်လာခဲ့လိုက်ကြပါတယ်။နမ်ဂျူတယောက်ရှူတင်အတွက်သမင်ရှိုင်းမှုလုံနေနဲ့တမိုးအောင်အင်ဆရာဆွဲမိမဒီလိုပုံစံကြီးဖြစ်သွားလို့ခြောင်ကြရဲ့အတင်းကိုအားပါတုပ်ပြီးသဘောတူကြနေခဲ့တာပါ။အဲဒီအချိန်မှာထဲဆူရောက်လာခဲ့တာကြောင့်နမ်ဂျူလည်းသူ့ရဲ့သပင်ကိုထဲဆူကတခုလုံးတော့မအောင်သိနေပြီးတော့လန့်ဖြန့်သွားခဲ့ပါတယ်။ထဲဆူလည်းခင်မုန်းဖြစ်သူအလုံးမှာယင်းနှမြုံနိုင်မှုဆိုပြီးတော့သူမစီကလိန်တောင်းသွားတဲ့ပတ်စံတွေ ဘယ်ရောက်သွားပြီလဲလို့မေးနေတဲ့ဒေါသတွေထွက်လာခဲ့တာကြောင့်ခင်မုန်းဖြစ်သူရဲ့သဘင်အရှိကြီးကိုဘိုးကေထိုးပေးပြလိုက်ပါတယ်။အဲနောက်ခင်မုန်းဖြစ်သူရဲ့လက်ရှိရိုက်ကွေးမှလည်းခြောင်ကြောက်ထဲသုံးပေးဖို့ယူတရားတောင်းဝန်ရှိသူတွေကိုပြောပြရမှာဖြစ်ပြီးသူမပြောသလိုမလုပ်ဘဲရင်းနှီးမြှုပ်နှံမှုသူမစီကလိန်ယူသွားတဲ့ပတ်စံတွေကိုပြန်တောင်းမယ်ဆိုပြီးတော့ပါချိန်ချောက်လိုက်ပါတော့တယ်။နမ်ဂျူလဲစိတ်တိုးနဲ့အင်ဆရာဆိုတဲ့မိန်းမနဲ့လိုက်ဖက်တဲ့ဇဲကိုရှာပေးရမှာပေါ့ဆိုပြီးတော့ပြန်ပြောတဲ့အခါခုတကောက်မှာတော့အင်ဆရာဖြစ်နေမရက်တီပဲနာမည်ရင်းဖြစ်တဲ့ဘုံချောင်ချာဖြစ်နေပဲအမှုပညာလောကတွေကိုပြန်ဝင်လာမှာဖြစ်လို့ အင်စရာပြောင်းလာပြီဆိုတဲ့သတင်းကိုလည်းဖုံးပေးထားမယ်ဆိုပြီးတော့ထဲစုကခင်မုန်းဖြစ်သူကိုလမ်းအော်ပြောလိုက်ပါတယ်။အဲနောက်မှာတော့ထဲစုကချောင်းကြားစီကိုဖုန်းဆက်ပြီးချောင်းကြားတယောက်ဆောင်လို့ဖို့အတွက်ခင်မုန်းဖြစ်တဲ့သူကိုပြောပြီးဖြစ်ကြောင်းဝမ်းသာအားနဲ့လမ်းပြောပြလိုက်ပါတယ်။ချောင်းကြားလည်းထဲစုရဲ့စကားကြောင့်ရမ်းဝမ်းသာသွားပြီးတော့ဒီတစ်ခါသူမှပြန်ပြီးတော့အောင်မြင်လာတာနဲ့ထဲစုကိုတေချာပေါက်ဂျေစုဆက်မှာပါဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ဒီဘက်မှာလည်းဆွေအောင်ကအလုံးနဲ့ပတ်သက်လို့လွယ်တာတွေကိုဝန်ထမ်းတွေစီမှားလိုက်ပြီးတော့သူမှတော့တစ်ခုခုစိတ်ထဲမှာမရှင်းဖြစ်နေတာကြောင့် ဖုန်းဖွင့်ပြီးတော့ social ပေါ်မှာတက်ရှာကြည့်လိုက်ပါတယ်။ဇွမ်းကလက်ရှိ Insera ဆိုပြီးတော့ရိုက်ရှာကြည့်ပေမဲ့ Insera နဲ့ပတ်သက်ပြီးတော့ကားအက္ခီဒန့်ဖြစ်ပြီးတဲ့နောက်ပိုင်းပျောက်ွယ်သွားတာကြောင့်သူမအရန်စိတ်ပူနေကြောင်းထဲစုဖြေထားခဲ့တဲ့ interview ကိုပဲတွေးလိုက်ရပါတယ်။ဇွမ်းလည်းအဲ့ဒီ video ကိုဒူဝန်းစီပို့ပေးလိုက်ပြီး Sera ကိုပြန်တွေးခဲ့တယ်ဆိုတာဟုတ်လားလို့မေးပေမဲ့ဒူဝန်းကတော့ online ပေါ်ပြောနေရတွေကိုအောင်ဆိုင်စရာမလိုကြောင်းနဲ့သူပြန်တွေးခဲ့တယ်ဆိုတာလည်းအမြင်မှားခဲ့တာသာဖြစ်လို့စိတ်ပူစရာမလိုကြောင်းပြန်ပြောလိုက်ပါတယ်။အဲ့ချိန်ဒူဝန်းစီကိုဓာဟီပါဝင်လူရွေးပွဲအောင်ထားတဲ့တင်နန်းသားတွေက နှုတ်ဆက်ဖို့ရောက်လာကြတာဖြစ်လို့ဒူဝင်လဲဆွေအောင်နဲ့ပြောလဲဆစကားကိုရက်လိုက်ပြီးတော့ကလေးတွေကိုနှုတ်ဆက်လိုက်ပါတယ်။အဲလိုနဲ့သင်တန်းသားတွေလည်းတယောက်ပြီးတယောက်ဒူဝင်ကိုတက်အကြွကြွားနဲ့နှုတ်ဆက်လိုက်တာကြောင့်ဒူဝင်ကတော့ဒီတုတ်ကကလေးတွေဟာတက်အကြွကြွားရှိကြတယ်ဆိုပြီးအယံသဘောကျနေခဲ့ပါတယ်။ဒါကြီးရဲ့အလဲကိုရောက်တဲ့အခါမှာတော့ဒူဝင်ကိုနှုတ်ဆက်ဖို့လှုပ်တဲ့အခါဒူဝင်ကဒါကြီးကိုသေးချာကြည့်ပြီးတော့ဒီမျက်နှာမျိုးတနေရာမှာရင်းနှီးနှီးနဲ့မြင်မှုနေပါတယ်ဆိုပြီးတော့ပြောလိုက်တာကြောင့်ဘေးကတယောက်ကလည်းလူဝေးပွဲနေ့တုန်းကမြင်မှုတာဖြစ်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဒူဝင်ကတော့သူ့စိတ်ထဲမှာအဲ့လိုပုံစံမြင်မှုတာမဟုတ်ပဲ ရင်းနှီးနှီးလိုခံစားနေရတာကြောင့်သူနဲ့ဆုံမှုလားဆိုပြီးတော့ဒါကြီးကိုမေးလိုက်ပါတယ်။ဒါကြီးလည်းခုမှပထမဆုံးမြင်မှုတာဖြစ်ကြောင်းပြန်ဖြေတဲ့အခါဒူဝင်ကဒါကြီးရဲ့နာမည်ရင်းကိုထပ်မေးလိုက်တာကြောင့်ပြောပြဖို့လုပ်နေတုံးမှာပဲဒူဝင်စီဖုန်းဝင်လာခဲ့တာကြောင့်စကားစပြတ်သွားခဲ့ရပါတယ်။အဲနောက်ဒူဝင်ကကလေးတို့နောက်မှဆုံမယ်လို့ပြောလိုက်တာကြောင့်အားလုံးပြန်ထွက်သွားကြချင်းဒါကြီးကတော့ခန်းထဲမှာဖုန်းပြောနေတဲ့ကြံနေခဲ့တဲ့ဒူဝင်ရဲ့အင်စရာမဟုတ်တော့ဘူးငါအမြင်မှားတာဆိုတဲ့စကားကိုတေချာကြားလိုက်ရတာကြောင့်ဘာများဖြစ်မလဲဆိုပြီးတော့စိတ်ခုသွားခဲ့ရပါတယ်။ အဲတော့မန်နေဂျာလူရွေးဝဲအောင်တဲ့ကလေးတွေကိုစာချုပ်တစ်စောင်စီပေးလိုက်ပြီးသူတို့ entertainment အောက်မှာအလုပ်လုပ်ဖို့အတွက်အုတ်ထင်းတွေလက်မှတ်ထိုးခဲ့ရမှာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ဒါကြီးကတော့သူမရဲ့မိဘတွေကနိုင်ငံခြားမှာရှိနေရဆိုပြီးတော့ညှာထားတဲ့အတွက်မန်နေဂျာလည်းတကယ်လို့ဒါကြီးအတွက်မိဘရဲ့လက်မှတ်ယူဖို့ခက်ခဲမယ်ဆိုရင်လက်မှတ်ကိုအီးမေးလ်နဲ့လက်ခံပေးမှာဖြစ်ပြီးမဟုတ်ရင်လည်းမိဘမဟုတ်ပဲမိသားစုတွေကတရားဝင်အုတ်ထင်းသူတယောက်ရဲ့လက်မှတ်ယူလာပြီးရင်အစီအမေးကြောင်းကိုပြောလိုက်ပါတယ်။ဒါမှမဟုတ်လည်းနမ်ဂျူကဇနီးပြည်သူထဲဆွဲချင်းချောင်းမှုကြောင့်ယူရင်တောင်ဝင်ရှိသူတယောက်စီသွားပြီးတော့လိုအပ်နေတဲ့ အိမ်ကူနေရာမှာချောင်းချောင်းထိပ်ပေးဖို့အတွက်သွားပြီးတော့ပြောပြနေရပါတယ်။တာဝန်ရှိသူကလည်းနမ်ဂျူကိုတိုင်းတော်ဇက်ဖို့နေရာကနေတရုတ်ဆောင်မှာကိုဗာကိစားနဲ့တခြားသူထိပ်ပေးဖို့လာပြောနေရလဲဆိုပြီးတော့ညင်းနေတဲ့အတွက်နမ်ဂျူလည်းဇနီးဖြစ်သူရဲ့အလှပြင်ဆိုင်ကူပွန်တစ်ခုကိုလက်ဆောင်ပေးလိုက်ပြီးသူပြောတာကိုကူညီပေးဖို့အတွက်ထပ်ပြောလိုက်မှာပဲ။တာဝန်ရှိသူကလက်မခံခြင်းခံခြင်းနဲ့သဘောတူပေးလိုက်ပါတယ်။ချောင်းချားတော့အိမ်ကူနေရာကတရုတ်ဆောင်ရမယ်ဆိုတာကိုသိသိချင်းစိတ်ထဲမှာတမျိုးကြီးတော့ဖြစ်သွားပေမယ့်တဲဆူကတော့ချောင်းချာအနေနဲ့အခုမှအနုပညာလောကတွေကိုနာမည်အသစ်နဲ့ပြန်ခြေချဖို့စူးစမ်းမှာဖြစ်တဲ့အတွက် ရတဲ့နေရာကနေတရုပ်ဆောင်ပြီးတော့နာမည်ပြန်ယူအားပေးနေတာကြောင့်ချောင်းသားလည်းအားတက်သွားကထဲဆုပြောတာမှန်တရားပဲဆိုပြီးအင်ကူနေရာမှာတရုပ်ဆောင်မိုးကိုပဲလက်ခံလိုက်ပါတယ်။အဲနောက်ထဲဆုကချောင်းသားရဲ့အင်ကူဇက်ရုပ်အတွက်လိုအပ်တာတွေကိုပြင်ဆင်ပေးဖို့လုပ်လိုက်ပါတယ်။ဒါမှမဟုတ်လည်းဂိုချောတယောက်လွန်ခဲ့တဲ့25နှစ်ဆေရာကားအက်ဆီဒန့်ဖြစ်တဲ့အမှုတွေဖိုင်ကိုပြန်ဖတ်ရင်းနဲ့အတွေ့ထဲမှာလည်းဆေရာတယောက်ရုပ်ရှင်စုရတော့ကစင်ပေါ်မှာသူမရဲ့မိသားစုတွေနဲ့အတူသူ့ကိုပါကျေးဇူးတင်ကြောင်းပြောခဲ့တဲ့ချိန်တွေကိုတွေးပြီးတော့ဂျီနူးနေခဲ့ပါတယ်။ ။တလက်စားတဲ့အဲ့အချိန်တွေကိုပြန်သွားကြည့်မယ်ဆိုရင်ဆေရာတယောက်စူးယူလို့အပြီးမှာထဲဆူးနဲ့ဆွေအောင်တို့ကလည်းဆေရာနားမှာဂုံပြူစကားပြောပြလိုက်ကြပြီးတော့ခဏကြာမှတော့ဆွေအောင်ကဆေရာရဲ့ပစ္စည်းတချို့ကိုကားပေါ်သွားတင်ပေးတဲ့အတွက်ထဲဆူးနဲ့ဆေရာတို့နှစ်ယောက်တည်းကြံနေခဲ့ကြပါလိမ့်။အဲ့ချိန်မှာဒူဝန်ကဖုန်းပြောရင်းနဲ့ကုတ်ချောင်းကုတ်ချောင်းနဲ့အခန်းပြင်ထွက်သွားတာကိုဆေရာလည်းမှန်တဲ့ကနေမြင်လိုက်ရပါလိမ့်။ဆေရာဝေလဲပြီးတော့အခန်းပြင်ထွက်သွားတဲ့အချိန်မှာတော့ဖုန်းပြောနဲ့ဒူဝန်ကဆေရာထွက်လာတာကိုမြင်ပြီးတော့ခက်လန်းလန်းကိုထွက်သွားပြန်ပါလိမ့်။ အဲ့ချိန် staff တယောက်ရောက်လာခဲ့ပြီးတော့ဆရာဘေးနာကထဲဆုကိုပန်းစည်းတွေယူဖို့ပြောခဲ့တာကြောင့်ထဲဆုလည်းပန်းစည်းတွေယူဖို့တနည်းအားထွက်သွားပြီးတော့ဆရာကတော့အိမ်ကိုပြန်ဖို့အတွက်ကိုအပြင်ထွက်လာခဲ့လိုက်ပါလေ။ကာဘာကင်ကိုထွက်လာရင်လည်းဟီအောင်ရဲ့ခန်းရှိမှာဝင်းနန်းနေတိုးကျိတ်ကျိတ်ဖြစ်နေအောင်မြင်လိုက်ကြပြီးတော့ဟီအောင်ရဲ့ခန်းရှိကဖြတ်လာတဲ့အချိန်မှာတော့ဆရာလည်းခန်းထဲကနေသူမကိုဆဲဆိုရင်လည်းပေါက်ကွဲပြီးတော့တောင်းကြနေတယ်။ဟီအောင်ရဲ့တန်ကိုကြားလိုက်ပေမဲ့ပြဿနာတွေရှုံးမှာဆိုလို့ဘာမှဝင်မပြောတော့ပဲကာဘာကင်ကိုပဲဆက်လျှောက်လာခဲ့လိုက်ပါလေ။အဲ့လိုနဲ့ကာဘာကင်ကိုဆရာရောက်တဲ့အချိန်မှာသူမရဲ့နောက်ကနေ အဲဒီကားပေါ်ကိုမတက်နဲ့လုံးဝမတက်ပါနဲ့ဆိုရယ်စကားသံတဲ့တဲ့ကိုကြားလိုက်ရပါမယ်ဆယ်ရာလည်းအမှုမဲ့အမှတ်မဲ့လောက်ပဲသဘောထားပြီးတော့ကားပေါ်ကိုတက်သွားလိုက်ပါတယ်ကားပေါ်ရောက်သွားချိန်မှာလည်းအဲကားပေါ်ကနေချက်ချင်းဆင်းတော့ဆိုရယ်စကားသံကိုထပ်ပြီးတော့ကြားလိုက်ပြီးတဲ့နောက်မှာတော့ဆယ်ရာနေရာကနေထွက်လာပြီးအချိန်ခဏအတွင်းမှာအင်ဆရာမြန်တီလိုက်တော့ဆိုရယ်ဟီရောင်းရဲ့ဂျင်းစာတိုက်တန်တွေနဲ့တူဆယ်ရာစီးလာတဲ့ကားကအက်ဆီဒန့်ဖြစ်ပြီးတော့တိမ်မောက်သွားခဲ့ပါတော့တယ်တကယ်တော့ဒါတွေအားလုံးကလက်ရှိမှာချောင်းသာတယောက်အိမ်မဆိုးအနေနဲ့ပြန်ပြီးတော့မြင်အောင်နေခဲ့တာဖြစ်ပြီး ဆောင်သားလည်းအိမ်မက်ဆိုးကနေလန်လို့လာပြီးတဲ့နောက်အဲ့နေရဘလို့ငါဘေးမှာတယောက်မှရှိမနေရလဲဆိုပြီးတော့ငိုကြွေးနေခဲ့ပါလေဆရာကားပေါ်တက်သွားပြီးတဲ့အခါဒူဝန်ကိုမမြင်လို့ဒရိုင်ဘာကိုမေးပေမဲ့ဒရိုင်ဘာကတော့ဒူဝန်အရေးကြီးကိစ္စရှိလို့အတူမလိုက်နိုင်ကြောင်းနဲ့ဇွန်အောင်ကလည်းပစ္စည်းတွေတင်ရမှာဖြစ်တဲ့အတွက်လိုက်မလာနိုင်ကြောင်းကိုပြန်ပြောလိုက်ပါလေအဲ့တော့မှဆေရာလည်းထဲဆုကလည်းပန်းစီတွေတင်ရမှာဖြစ်လို့အတူပြန်လိုက်နိုင်တော့မှမဟုတ်တာကိုသိနေအောင်သူမတယောက်တည်းပြန်ရတော့မှာပဲဆိုပြီးတော့ပြောလိုက်ပါလေအဲ့လိုနဲ့ချောင်းသားလည်းအဲ့ဒီကအဖြစ်အပျက်တွေကိုပြန်တွေးရင်း အိယာနိုးလက်စနဲ့ပဲပထမဆုံးရှူတင်အတွက်စောစောပြင်ဆင်လိုက်ပါတယ်။အန်တော့ရှူတင်ဘတ်စကားနဲ့သွားနေလမ်းမှာလည်းအင်စရာအဖြစ်အောင်မြင်ငယ်တော့ကရှူတင်ပြီးတာနဲ့ကိုပိုင်ကားပေါ်မှာအနားယူတတ်တဲ့သူမကိုထဲဆုဒူဝွန်ဆွေအောင်တို့ကလိုလီသိမ်းမရှိအောင်ကူးဆိုင်ပေးခဲ့တဲ့အချိန်တွေကိုလည်းပြန်ပြီးတော့အမှတ်ရနိုင်မိပါတယ်။ရှူတင်ရောက်ချိန်မှာတော့တိုက်ဆိုင်မဲ့အချစ်တော်ကြီးနမ်ဂျူကိုအရင်တွေးလိုက်တာကြောင့်ဘာမှမပြောရသေးပဲသူမကိုကြည့်နေတဲ့နမ်ဂျူကိုနေမစားကိုပိတ်ထားဟဲဆိုပြီးတော့လမ်းကြုံဝင်တုတ်သွားတာကြောင့်နမ်ဂျူလည်းချောင်းချောင်းကိုကြည့်ပြီးတော့ဦးချောင်းချောင်းနဲ့အပေါက်ဝါမှာကြံနေခဲ့ရပါတယ်။ တပတ်မှလည်းကိုချောကဆယ်ရွားရဲ့အက်ဆီဒန့်အမှုဖိုင်တွဲကနေမတင်ကားတဲ့ဓာတ်ပုံတစ်ပုံကိုတွေးလိုက်တာကြောင့်လက်ရှိချောင်းသာမတော်ဆဖြစ်ခဲ့တဲ့အိုဘုံလန်းဆောင်အက်ဆီဒန့်ဓာတ်ပုံတွေနဲ့တိုက်ကြည့်လိုက်ပြီးစစ်ဆေးနေခဲ့ပါတယ်။အဲနောက်အိုဘုံလန်းဆောင်ကအက်ဆီဒန့်မျက်မြင်သက်တည်နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုလက်ထောက်တယောက်ကိုလမ်းတောင်းတဲ့အခါမှာလဲမျက်မြင်သက်တည်ကခြေအားခံလို့မရတဲ့ဖုန်းကိုအသုံးပြုခဲ့တာကြောင့်အခုထိစုံစမ်းလို့မရသေးတဲ့အကြောင်းပြန်ပြောတဲ့အတွက်ကိုချောလဲကိစ္စတွေဟာထင်တာတည်းရှုပ်ထွေးနေမယ်ဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်။အဲနောက်ကိုချောကချောင်းသာနဲ့တွေးဖို့အတွက်ဖုန်းဆက်လိုက်ပေမဲ့ ။ချောင်ကြားတော့ရိုက်ကွေးလုတော့မှဖြစ်လို့ရှူတင်ရောက်နေတာဖြစ်ကြောင်းပြန်ပြောလာတဲ့အခါကိုချောလည်းရုတ်တရက်ကြီးရိုက်ကွေးတွေလုံနေပြီလားဆိုပြီးတော့အံ့ဩသွားခဲ့တာကြောင့်အချောင်းရင်ကိုတေးထားထမ်းမေးဖို့လုပ်ပေမဲ့ချောင်ကြားရိုက်ကွေးစားတော့မှဖြစ်လို့ပြီးမှပြန်ဆက်တော့မယ်လို့ပြောလိုက်ပြီးဖုန်းချသွားတဲ့အတွက်ကိုချောလည်းဘာမှဆက်မမေးလိုက်ပဲနဲ့ကြံနေခဲ့ပါတော့တယ်။တဖက်မှာတော့ချောင်ကြားနမ်ဂျူကတနရာဆွဲခေါ်သွားလိုက်ပြီးတော့ချောင်ကြားအခုမှအလုပ်ပြန်လုပ်မဲ့ဂျူနီယာဖြစ်တာကြောင့်သူလိုစီညာနဲ့အစင်တန်းမတူတဲ့အတွက်ရိုက်ကွင်းထဲမှာသူနဲ့မသိသူတွေနဲ့နေရမယ်ဆိုပြီးတော့ကြီးကြဲပြောနေကြအောင် ဒီမခံနိုင်တဲ့ခြောင်သားနဲ့တပွဲနှွှဲနေရပြန်ပါလေနှစ်ယောက်သားစကားများပြီးတဲ့အခါမှာနမ်ဂျူရဲ့နောက်ကနေလိုက်ပြီးတော့ခြောင်သားလည်းအထဲကိုဝင်မှုအလုံးမှာဒါနဲ့ဆန်ဆန်ရှူတင်လာတဲ့ဟီယောင်းကခြောင်သားကိုတွေ့သွားတာကြောင့်ဟီယောင်းလည်းစိတ်ထင်သွားပြီးတော့ခြောင်သားရဲ့နောက်ကနေတိတ်တိတ်လေးလိုက်ကြည့်ပါတော့လေခြောင်သားတော့ရိုက်ခွင်းနဲ့ရောက်ချင်းမှာသူမချစ်တဲ့အလုပ်ကိုအချိန်တော်ကြာတော့မှပြန်လုပ်ခွင့်ရတဲ့အတွက်ရန်ကိုကျင်းနဲ့နေရှာပါလေအဲ့ချိန် main character နေရာမှာသေုပ်ဆောင်မဲ့စီနီယာမင်းသမီးကြီးရောက်လာကြောင့်နမ်ဂျူလည်းမင်းသမီးနာကပ်ပြီးတော့ရင်ကစီနီယာကိုပြန်ပြောလို့ တုတ်ပြစ်လိုက်တဲ့အိမ်ကူနေရာမှာချောင်းကြောအစားတို့တရုတ်ဆောင်ခိုင်းမှာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ချောင်းကြောတော့တလေးစားနဲ့နှုတ်ဆက်လိုက်ပေမဲ့တစ်ဖက်မင်းသမီးကမတူသလိုမတွန်သလိုလွန်းနဲ့ဆက်ဆံပြီးချောင်းကြောကိုသူ့နားကထွက်သွားလို့ပြောကတွန်းထုတ်ပြစ်လိုက်ပါတော့တယ်။နမ်ဂျူကတော့နေရာထွက်သွားတဲ့မင်းသမီးရဲ့နောက်ကနေကပ်ဖားပါလို့ပို့တကုတ်ကုတ်နဲ့လိုက်သွားလိုက်ပါတယ်။ချောင်းကြောတော့သူ့မကြောင်ပြုတ်ကျသွားပြီးပစ္စည်းကိုပြန်ကောက်ပေးနေတော့ထဲဆူးရောက်လာခဲ့တာကြောင့်ရန်ကိုဝမ်းသာသွားခဲ့ပါတယ်။အဲနောက်ထဲဆူးကချောင်းကြောအနေနဲ့တကယ်ပဲအင်စရာနာမည်ကိုမသုံးဘဲ နာမည်ရင်းနေပဲအလုံးလုံးတော့မှာလားဆိုပြီးတော့မေးတဲ့အခါချောင်းကြားလဲသူမအင်စရာဆွဲနာမည်ကိုရောင်းမစားချင်တာကြောင့်ဘုံချောင်းကြားဆွဲနာမည်ကိုတေးချာသုံးတာဖြစ်ကြောင်းကိုပြန်ရှင်းပြလိုက်ပါတယ်။အဲနောက်ထဲဆူကသူမယူလာတဲ့မုံတွေကိုဒရိုက်တာပါဝင်ရိုက်ခွင်းထဲမှာရှိနေလူတွေအားလုံးလိုက်ပေးနေဘုံချောင်းကြားကိုတေးချာတင်ဆောင်ဆောင်ပေးပါလို့ပြောပြီးတော့ချောင်းကြားကိုရိုက်ခွင်းဖွဲ့သားတွေအကုန်လုံးနဲ့မိတ်ဆက်ပေးကလိုက်အပ်ပေးခဲ့ပါတယ်။အဲနောက်ထဲဆူတယောက်မုံလိုက်ဝေပေးနေတဲ့ရိုက်ခွင်းထဲကိုရောက်နေတဲ့ဟီအောင်နဲ့ရုတ်တရက်တွေ့လိုက်တာကြောင့်ထဲဆူလည်းရိုက်ခွင်းကိုအလုံးနဲ့လာလာလိုလိုဘာလို့နဲ့ပြောရင်း ဟီအောင်ကိုနှုတ်ဆက်ပြီးတော့မတိမတာလစ်လာခဲ့လိုက်ပါလေဟီအောင်ကတော့ဝေးမှရက်နေချောင်းချောင်းကိုလှမ်းကြည့်ပြီးတော့တခုခုကိုကြိတ်ကြံစီနေခဲ့ပြန်ပါလေအနောက်မှာတော့ရိုက်ကွင်းလန်းစားပြီးဖြစ်လို့ချောင်းချားတယောက်လဲသူမပါဝင်ရမယ့်နေရာကနေအကောင်းဆုံးတရုပ်ဆောင်နေပြီပဲဖြစ်ပါလေပထမတစ်ဖြတ်မှာရင်ချောင်းချားတရုပ်ဆောင်ချက်တွေကိုဒရိုက်တာကြီးကသဘောကျသွားတဲ့အတွက်ချောင်းချားအတွက် dialogue တစ်ခုပါထည့်ပြောခိုင်းပြီးတော့ပြန်ရိုက်ဖို့လုပ်လိုက်ပါလေဒူတာတစ်ခေါက်ထိုက်တဲ့အခါမှာလဲချောင်းချားတရုပ်ဆောင်ချက်တွေကကောင်းနေလို့မြင်တာကြောင့် ဒရိုက်တာလည်းသဘောကျသွားိုက်မယ်စီနီယာမင်းသမီးကတော့ခြောင်ကျောက်ကိုပားရရမယ်နေရာမှာတိတ်အားမပြင်းလိုက်လို့သဘောမကျဘူးဆိုပြီးတော့နောက်တစ်ခေါက်ထပ်ရိုက်ဖို့ဒရိုက်တာကိုပြောလိုက်ပါတယ်အဲ့လိုနဲ့နောက်တစ်ဆင်းရိုက်ပြီးတဲ့နောက်ဒရိုက်တာကသဘောကျပြီးဒီပိုင်းသုံးမယ်လို့ပြောကခြောင်ကျောက်ရဲ့ဆင်းကိုရပ်လိုက်ဖို့ပြောပေမယ်စီနီယာမင်းသမီးကတော့သူမစိတ်တိုင်းမကြသေးဘူးပဲဆိုပြီးတော့အကြောင်းပြချက်နဲ့တဆင်းနဲ့ကိုပဲ96ခေါက်လောက်ပြန်ရိုက်ခိုင်းပြီးခြောင်ကျောက်ရဲ့ပါးကိုလည်း96ချက်လောက်ရိုက်နေတာကြောင့်အပြင်ကကြည့်နေထဲစုကလည်းခြောင်ကျောက်စားဒေါသကြီးတော်တော်လေးကိုထွက်နေခဲ့ရပါတယ် ။နမ်ဂျူကတော့အဲ့ဒီမင်းသမီးကသူမရဲ့ယောက်ျားနဲ့ကြွာရှင်းထားတဲ့အတွက်ခံစားချက်မကောင်းလို့အခုလိုပေါက်ကွဲနေရဆိုပြီးတော့မင်းသမီးဘက်ကကာပြောပေးနေပေမဲ့ဒဲဆူကတော့ကိုရောသာထွက်တိုင်းပြည့်မရှိတဲ့သူတယောက်ကိုခုလိုလှုပ်ရှားလာဆိုပြီးခြောင်ကြတော့စိတ်မကောင်းဖြစ်နေခဲ့ပါလေ။အဲ့ဒီယာယီကွေးကိုကြေကြေနက်နက်ကြီးရက်ကြည့်နေဟီအောင်စီကိုလည်းသူ့ရဲ့လက်ထောက်ရောက်လာခဲ့ပြီးတော့ဒီတိုင်းလွတ်ထားလို့မဖြစ်တော့ပဲသွားကယ်ဖို့အချိန်တိုင်ပြီလို့ပြောလိုက်တာကြောင့်ဟီအောင်လည်းစိတ်ပြက်လက်ပြက်နေပဲနေရာကနေလှည့်ထွက်သွားလိုက်ပါလေ။အဲချိန်ဟီအောင်ရဲ့ဘေးကနေလူတယောက်ဒေါသတကြီးနဲ့ရိုက်ကွင်းနဲ့ဝင်သွားတာကြောင့်ဟီအောင်လည်းစိတ်ဝင်စားသွားခဲ့ပါလေ သူကတော့ခြားသူမဟုတ်ပဲဂိုချောပဲဖြစ်နေပြီးတော့အယုဒ္ဓမာမင်းသမီးရဲ့ရိုက်ချက်တွေတောင်းလဲကြနဲ့ချောင်းသားကိုရိုက်ကွင်းထဲကနေခေါ်ထုတ်သွားဖို့ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ချောင်းသားဂိုချောကိုမြင်တဲ့အခါဒီဘလို့လို့ရောက်လာတာလဲဆိုပြီးတော့အံ့ဩနေတာဖြစ်ပြီးအယုဒ္ဓမာမင်းသမီးကလည်းချောင်းသားကိုဆွဲခေါ်တဲ့ဂိုချောကိုဘာလို့တာလဲဆိုပြီးတော့အာနာပြနေတာကြောင့်ဂိုချောလည်းခမရအောင်ဘာလို့နေရလဲလို့ပြန်အော်ပြီးတော့ဖျဲပေးလိုက်တဲ့အတွက်အယုဒ္ဓမာမင်းသမီးလည်းဂိုချောကိုရှိန်ပြီးတော့အတန်တိတ်သွားပါလိမ့်။အဲနောက်ချောင်းသားကတော့သူမရဲ့ရိုက်ကွင်းကမပြီးသေးတဲ့အတွက်မလိုက်ရဲချောင်းညင်းနေပေမဲ့ဂိုချောကဒရိုက်တာဘက်ကိုလှည့်ပြီးတော့ ခုနဆင်းကိုရယူလိုက်တယ်မလားလို့អော်ပြီးတော့មេរတဲ့ခါ driver ကလည်းအစီမေចောင်းပြန်ပြောလိုက်တာចောင်းကိုចောလဲឆောင်ចားလက်ကိုဆွဲပြီးတော့យាយគွင်းနဲ့ကနေខော်ထုတ်လာခဲ့လိုက်ပါတယ်လွန်ခဲ့တဲ့25နှစ်ကဘူဆန်ကနေပြန်လာတဲ့လမ်းမှာ server တို့လည်းបိုက်សាလာတဲ့အတွက်ဘူဆန်ခေါက်ဆွဲဆိုင်တစ်ခုမှဝင်စားမလို့လုံနေကြတော့တဖက်ကဝက်ဆုပ်ပြုတ်ဆိုင်ကထွက်လာတဲ့ကိုចောတို့နဲ့សုံကြတာចောင်းကိုចောကခေါက်ဆွဲတဲ့ဝက်ဆုပ်ပြုတ်ကပူစားလို့កောင်းတယ်လို့ပြောလိုက်ပြီးဆုပ်ပြုတ်ဆိုင်ဘက်ကိုတင်းခေါ်သွားလိုက်ကြပါတယ်ဆိုင်ရှင်အန်တီကတော့သူ့ဆိုင်ဝင်တော့မဲ့ဧည့်သည်တွေကိုကိုချောတို့ကလူသွားပါတယ်ဆိုပြီးတော့တစ်ဖက်ကနေ မြစ်တာတွေပို့ပြီးတော့ကြံနေခဲ့ပါလေ။အဲနောက်ဆိုးပြုတ်ဆိုင်ထဲကိုရောက်တဲ့အခါမှာတော့ဆေရာတို့အတွက်အရသာရှိတာတွေမှားပေးနေတယ်။ကိုချောကိုကြည့်ပြီးတော့ဟိုဘက်ဆိုင်ဆိုင်ရှင်ကရှင်းအောင်ဆဲတာမလွန်ပါဘူးဆိုပြီးတော့ပြောလိုက်တာကြောင့်ကိုချောလည်းအဲ့ဒီဆိုင်ရှင်ကသူ့အမေပဲမလို့ဘာမှပူစရာမလိုဆိုပြီးရဲကျဲကျဲနဲ့ပြန်ပြောခဲ့ပါလေ။အဲနောက်ဆိုးပြုတ်ထဲကိုအချင်းထဲစားဖို့လုပ်နေဆေရာကိုကိုချောကတားလိုက်ပြီးဝက်ဆိုးပြုတ်ထဲကိုပဇွန်စားစိန်ထည့်စားမှဆိုးပြုတ်ရဲ့အရသာကထီထီမိမိနဲ့စားလို့ကောင်းတာလို့ပြောပြီးတော့ဆေရာရဲ့ပကံထဲကိုပဇွန်စားစိန်ထည့်ပေးလိုက်ပါလေ။ အဲ့လိုနဲ့စားလို့တောက်လို့ပြီးဆေရာတို့ပြန်ကြတော့မယ်အချိန်မှာတော့ကိုချောကဆေရာရဲ့လက်ထဲကိုစကူတုပ်လေးထုတ်ထည့်ပေးလိုက်ပြီးနောက်ကျရင်ထပ်ဆုံကြမယ်နော်လို့ပြောကဆေရာကိုနှုတ်ဆက်ပြီးတော့ကြံနေခဲ့လိုက်ပါတယ်ဆေရာကိုနှုတ်ဆက်နေအပြော်ကြီးပြော်နေကိုချောတော့အမေဖြစ်သူကနောက်ကနေရက်ကြည့်နေနဲ့ယူကောင်လေးအမေလဲလို့ဂူးဆိုင်ပေးပါလားဟဲဆိုပြီးတော့တားဖြစ်သူကိုစားနေပါတော့တယ်ကားပေါ်ကဆေရာကလည်းကိုချောထည့်ပေးလိုက်တဲ့ပူချင်းကြားလုံးလေးကိုကြည့်နေကိုချောရဲ့သူမပေါ်ဆက်ဆန်တဲ့ပြုမှုလေးတွေကိုတွေးပြီးကြည်နူးနေတော့မှပဲဇာလန်းလေးကဒီနေရာမှာတခန်းရက်ပါတယ်ခင်ဗျာ